ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်းလိုက်မင်္ဂလာပါ Sorry Pro League ပြိုင်ပွဲရဲ့ပြီးခဲ့တဲ့ရက်အမှတ်ပေး Champion အသင်းဖြစ်တဲ့ AHT ရဲ့အသင်းကအာနာစာကိုရှုံးနိမ့်သွားခဲ့တဲ့အပွဲပြီးမှာသူတို့အသင်းရဲ့နီးပြ Lauren Brand ကိုယာရုကထုတ်ပယ်လိုက်ပြီးဖြစ်တယ် PSG အသင်းနဲ့ပြည်သက်လေဝေးစင်အသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ Lauren Brand ကို အဟီဒီယာအသင်းကယာရုကထုတ်ဖို့သူတို့ဘက်ကစနေနေ့တည်းကအတီးပြုတ်ခဲ့တာဖြစ်ပြီးတော့အခုလက်ရှိမှာနီးပြတဲ့ရှာဖွေလျက်ရှိတယ်သူတို့စိတ်ဝင်စားလျက်သူကလီဗာပူးရဲ့မန်နေဂျာဟောင်းဖြစ်တဲ့ယာဂန်ကလော့ကိုနီးပြဖြစ်ခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြလျက်ရှိတယ်နီမာဂျူနီယာကတော့နောက်ထပ်ပေါင်ကျွတ်သားဒဏ်ရာထပ်ပြီးရရှိခဲ့တဲ့အတွက်ကြောင့်နိုဝင်ဘာနဲ့ဒီဇင်ဘာလအထိအနားယူရတော့မှာဖြစ်ကြောင်းဆန်တိုဘက်ကကြေညာခဲ့ပါတယ်နီမာကအခုလောလောဆယ်မှာဒဏ်ရာပြသနာတွေကြောင့်အနားယူနေရတဲ့အချိန်ကလပ်ရဲ့ ဲ့ဥက္ကရာဖြစ်သူရဲ့အဆိုအရဒီမဟာကျွတ်သားတိုင်ရာရရှိခဲ့တဲ့အတွက်ဒါနိုဝင်ဘာထီတော့အနည်းဆုံးတေချာပေါက်နားရမှာဖြစ်တယ်လို့ကလပ်ဘက်ကကြေညာခဲ့ပါတယ်စပိန်ဘောလုံးဖွဲ့ချုပ်ကနေဒီနေ့ရသည်ရဲ့စပိန်စူပါကပ်ပွဲစဉ်တွေရဲ့ feature ကိုထုတ်ပြန်လိုက်ပါတယ်ပွဲစဉ်တွေကိုတော့ Saudi Arabia နိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီးတော့ခုလက်ရှိမှာ semi-final ပွဲစဉ်အဖြစ် ဘာစလိုနာအသင်းနဲ့အက်သလက်တစ်ကလပ်ရီယယ်မက်ဒရစ်နဲ့အက်သလက်တီကိုမက်ဒရစ်တို့နှစ်ပွဲရှင်ပြိုင်မှာဖြစ်ပြီးတော့မှဘောလုံးပွဲကိုလည်းထပ်ပြီးကျင်းပမှာဖြစ်ပြီးစပိန်စူပါကပ်ပွဲစဉ်တွေကို ထုတ်ပြန်ခဲ့တာပါဟန်စီဖလစ်ကအခုလက်ရှိသူတို့တင်ရဲ့ကွင်းလေကစားမဖက်ထရီရဲ့အရေးပါပုံကိုချီကျူလိုက်တယ်ဖက်ထရီဟာငွေရတဲ့ကစားမတစ်ယောက်ကနေဘာစလိုနာရဲ့လီဒါအဖြစ်ကို ပြောင်းလဲလာပြီးဖြစ်ပြီးတော့သူဟာပွဲစဉ်တိုင်းမှာအကောင်းဆုံးဆွမ်းဆောင်ပေးတဲ့ကစားမတစ်ယောက်ဖြစ်ကြောင်းချီးကျူးခဲ့ပြီးလက်ရှိမှာ Frankie တယောက်နဲ့အတူသူဟာအကောင်းဆုံးလူငယ်ကစားမကနေအကောင်းဆုံးကစားမတစ်ယောက်ဖြစ်လာပြီးလို့ချီးကျူးလိုက်ပါတယ်။ဘာဆိုနာကသူ့ရဲ့လူငယ်ကစားမဖြစ်တဲ့ Mark Barnell ကိုကာလရှိချာတတ်တန်းထပ်တိုးပါတယ်။ဒီလူငယ်ကစားမလေးကိုဘာဆိုနာက2029ခုနှစ်ထိကာလရှိချာ နောက်ထပ်၄နှစ်သက်တမ်းထပ်တိုးကြောင်းကလပ်ဘက်ကကြေညာခဲ့ပါတယ်။ရီယယ်မက်ဒရစ်သင်းရဲ့နီးပြဂျာဗီအလွန်ဆိုကဒါဘီပွဲစဉ်မှာဂိုးပြတ်ရှုံးနေခဲ့တဲ့အချိန်မှာသူတို့သင်းရဲ့တချို့ကစားသမားတွေရဲ့ Pacific Area နဲ့တချို့ပိုင်းတွေမှာအားနည်းမှုတွေကိုတေချာပြင်ဆင်ထောက်ပြထားပြီးတော့နောက်ထပ်ဒီလိုမျိုးမဖြစ်အောင်သူတို့ဘက်ကဆွမ်းဆောင်သွားမှာဖြစ်ကြောင်းဆိုလိုက်တယ်။အထူးသဖြင့်တချို့ကစားသမားတွေဟာ သူလိုချင်တဲ့ပုံစံမျိုးကိုမကစားနိုင်ခဲ့တဲ့အတွက်အဲ့ဒီဟာကွက်တီကနေမက်ဒရစ်ကဂိုးတွေဇက်တိုက်ပြီးခဲ့ရတာဖြစ်တဲ့အတွက်အခုလက်ရှိမှာဒီလိုအခြေအနေတွေကိုပြန်လဲသုံးသပ်ရရှိကြောင်းဆိုပါတယ်ရယ်မက်ဒရစ်အသင်းကချယ်ဆီအသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့အန်ဆိုဖရန်ဒက်စ်နဲ့ဝိုက်ဆက်ခိုင်ဆီရိုတို့နှစ်ယောက်ကိုခေါ်ယူဖို့စာနာရှိနေကြောင်းအယ်နိုစီယိုနဲ့ရီပို့ကပေါ်ပြထားတယ်ရီပို့တွေအရဆိုရင်အခုလောလောဆယ်နေထားရရယ်မက်ဒရစ်အသင်းကကွင်းလယ်ကစားသမားနှစ်ယောက်ကိုတောင်းလျှောက်ဆောင်ကြည့်ရရှိပြီးခေါ်ယူဖို့စာနာအပြည့်ဝ ရှိကြောင်းဆိုပါတယ်။ဘိုင်မြူနစ်အသင်းအပါအဝင် Manchester United နဲ့ Premier League ကလပ်အများစုက ဂျူဗန်တက်စ်ကတိုက်စီဘူးဒူရှန်ဗလာဟိုဗစ်ကိုလာမယ့်နွေရာသီမှာခေါ်ဖို့ဆန္ဒအပြေအဝါရှိနေတယ်။ဆာဗီယာတိုက်စီဘူးကဒီနေ့ရာသီမှာဂျူဗန်တက်စ်နဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုကြာရှည်ပြီးတော့စီးရီးယားကလပ်ကသူ့ကိုဇန်နဝါရီမှာအပိသက်ရောင်းချဖို့ပြင်ဆင်ပေမဲ့ကစားမကတော့နွေရာသီမှာထွက်ခွာဖို့ပြင်ပြီးသူ့စိတ်ကြိုက်ကလပ်တဲ့နေကိုရွေးချယ်သွားဖွယ်ရှိတယ်လို့ဆိုပါတယ်။ပါရီစင်ဂျာမိန်အသင်းနဲ့ဘာဆိုလိုနာအသင်းတို့ရဲ့ချန်ပီယံလိပွဲစဉ်ကိုအင်္ဂလန်တိုင်းလူကြီးဖြစ်တဲ့မိုက်ကယ်အိုလီဗာကတာဝန်ယူသွားမှာဖြစ် ြောင်းဥရောပဘောလုံးဖွဲ့ချုပ်ယူရီဖာကတာဝန်ပေးလိုက်ပါတယ်။ဂျာဗီကတော့အခုလလုံးဆယ်မှာပရီးမီးယားလိဂ်ကိုပြန်ပြီး Manchester United သင်းရဲ့နီးပြရာထူးတွက်စိတ်ဝင်စားမှုရှိလျက်ရှိပြီးတော့ United သားကမ်းလှရင်လက်ခံသွားဖို့အသင်းရှိကြောင်းဆိုတဲ့ပြီးခဲ့တဲ့ရက်ပိုင်းက Javi ကို AHT ရဲ့အသင်းကဆက်သွယ်ခဲ့ပြီးသူတို့ရဲ့နီးပြအသစ်ဖြစ်ကမ်းလှပေမဲ့ Javi ကပယ်ချခဲ့ပြီး Rube Amaron ကိုသာအပြောင်းလဲလုပ်ရင် Javi ကအဲ့နေရာကိုအစားထိုးချင်နေတယ်လို့ဆိုပါတယ်။တစ်ဖက်မှာ Tottenham ရဲ့အဆိုအရ Sajin Redcliffe တို့ကသူတို့ ကျတဲ့နီးပြားဟာဂရက်ဆောက်ကိတာဖြစ်ပြီးဆောက်ကိကိုတော်တော်လေးစောင့်ကြည့်နေပြီးဆောက်ကိကိုရွေးချယ်သွားနိုင်ပွဲရှိတယ်လို့သုံးသပ်ရရှိတယ်။ Tottenham ရဲ့အဆိုအရ Manchester United အသင်းဘက်ကတာဝန်ရှိသူအများစုနဲ့ ရှဲယာပိုင်ရှင်စာဂျင်ရက်ကလစ်ကအာမရုံကိုထုတ်ပယ်ရင်ဂါရစ်ဆောက်ကိတ်ဟာသူ့ရဲ့ first strike ဖြစ်လာနိုင်ပွဲရှိတယ်လို့ဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီရက်ပိုင်းမှာပဲအခြားအပြောင်းအလဲတွေကိုပြုလုပ်ဖို့မရှိပေမဲ့ရူပင်အာမရုံရဲ့အခြေအနေကိုတော့လေ့လာလျက်ရှိတယ်။ကလပ်အသင်းအနေနဲ့လုံလောက်တဲ့ဖြည့်တင်းမှုတွေလုံလောက်တဲ့အားပြည့်မှုတွေလုံလောက်တဲ့ပြောင်းလဲမှုတွေကိုသူတို့ဘက်ကစတင်လှုပ်ဆောင်သွားဖို့ပြင်ဆင်နေတဲ့အတွက် အာမရိုရဲ့အနာဂတ်တွေကမေကွန်ထုတ်စရာဖြစ်ကြောင်းဖော်ပြလည်ရှိပါတယ်။တစ်ဖက်မှာတော့ Newcastle United အသင်းရဲ့နီးပြအေဒီဟောင်းက Arsenal အသင်းနဲ့ကျွန်တော်တို့ကြားမှာသူတို့ကပိုပြီးတော့ chance ပိုရခဲ့တယ်။ပိုကောင်းတဲ့ဖန်တီးမှုတွေပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့ မာတီအိုဒီကာရဲ့အပြောင်းလဲနဲ့လူစားဝင်လာမှုကကျွန်တော်တို့အသိရှုံးနေသွားတဲ့အဓိကအချက်ဖြစ်တယ်လို့ဆိုခဲ့ပြီးတော့သူကအဲ့ဒီပွဲကိုအပြောင်းလဲဖြစ်အောင်လုပ်ပေးခဲ့သူဖြစ်တယ်ဆိုပြီးတော့သူကချီးကျူးလိုက်ပါတယ်။အာဆနယ်အသင်းရဲ့နီပြမီကယ်အာတီတာကယူကာဆယ်ယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသူကစားမရရှိကနေကာရက်တာအပြည့်အဝကိုရရှိခဲ့ပြီး mental test ကို pass ဖြစ်ခဲ့ပြီး အာစနယ်သင်းရဲ့အကောင်းဆုံး performance တွေကတစ်ခုဖြစ်ခဲ့တယ်လို့ဆိုခဲ့ပြီး VR နဲ့ပတ်သက်တဲ့ကိစ္စတော့ပြောဖို့ဆန္ဒမရှိဘူးလို့သူကဆိုခဲ့ပါတယ်။အာစနယ်သင်းရဲ့နီးပြားမီကယ်အာတီတာက William Saliba ကိုတတ်တန်းတိုးရမှာအဓိကခရကြခဲ့သူဖြစ်ကြောင်း British media တွေကဖော်ပြလျက်ရှိတယ်။ Saliba က Real Madrid အသင်းနဲ့ဆက်ဆံရေးအရာခေါင်းထဲမှာအပြောင်းအရွှေ့ကိစ္စ ရှိနေသည့်တိုင်အောင် အထက်ထားကသူ့ကိုရအောင်စီယုံနိုင်တဲ့အတွက်ဝီလျံဆလီဘာကအာစနယ်သင်းနဲ့2030ခုနှစ်ထိတက်တန်းတူဖို့သဘောတူခဲ့တာဖြစ်ကြောင်းဆိုပါတယ်အန်ဇိုမာရစ်ကာကတော့အခုလက်ရှိမှာချက်စီသင်းအလိုအနီကက်တွေမကြာခဏဖြစ်နေတဲ့အပေါ်ကိုသူတို့ဘက်ကတင်ယူမှုတွေများစွာပြုလုပ်ရမှာဖြစ်ပြီးတော့ နောက်ထပ်ဒီလိုအခြေအနေမျိုးထပ်မဖြစ်ဖို့ကြိုးစားရမှာဖြစ်ကြောင်းဆိုတဲ့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်တိုက်အနီးကပ်ဒီကြောင်းချက်စီရလက်ဆုခဲ့တဲ့အပေါ်ကျွန်တော်တို့အနေနဲ့ဒီလိုအခြေအနေမျိုးတွေကိုတတ်နိုင်သမျှရှောင်ကြဉ်ပြီးတော့ဒီအမားတွေကနေသင်ကန်းစာယူဖို့လိုအပ်ကြောင်းဆိုတဲ့ချက်စီသင်းရဲ့တောင်ပန်ကစားမဖြစ်တဲ့ဖက်ဒရိုနက်တိုကတခြားအသင်းတွေက၁၀ရောက်ထဲနဲ့ကစားပြီးအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်လို့နီးပါးရှိခဲ့ပေမဲ့ကျွန်တော်တို့က၁၀ရောက်နဲ့ကစားချိန်မှာ၃ဂိုးပေးခဲ့တာကိုကြည့်ချင်းအားဖြင့်ဒါဟာ ာအသင်းလိုက်လှုပ်ဆောင်မှုပိုင်းမှာကျွန်တော်တို့လိုအပ်ချက်တွေရှိနေသေးဆိုတဲ့အချက်ကိုသူကအဓိကထောက်ပြခဲ့ပြီးကျွန်တော်ပိုကောင်းအောင်ကြိုးပမ်းသင့်ပြီးအသင်းလိုက်စုစည်းမှုပိုကောင်းသင့်တယ်လို့သူက Brighton ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။ Chelsea ဘုတ်ဖွဲကတော့အခုရလတ်တီဇတိုက်ဆိုလာပြီးတိုင်အောင် Anzo Mariska ကိုအပြေအဝထောက်ခံထားစေဖြစ်တယ်လို့ Telegraph ကဖော်ပြထားတဲ့မတ်လောရဲ့အဆိုအရ Chelsea အနေနဲ့သူတို့အသင်းရဲ့နီးပြရာထူးတွက်လုံလောက်မဲ့ထောက်ခံမှုအပြည့်ပေးထားပြီးတော့ အန်ဇိုမာစကာပိုဘာဖီအားမှမရှိဘူးလို့ဆိုပါတယ်ထော့နောက်ဟော့စပါတင်ရဲ့နီးပြတိုမတ်ဖရန်ကာတို့ကလပ်သင်းအင်းနဲ့စောင်းရသေးမှာဖြစ်တင်းမှုအချို့ပြုလုပ်ဖို့သူဘက်ကမျှော်လင့်ထားတယ်သူတို့လိုချင်တဲ့တောင်ပံကစားမှတယောက်ကွင်းလေကစားမှတယောက်ထပ်ဖြည့်ဖို့မျှော်လင့်ထားပြီးတော့ Spurs အနေနဲ့ဒါအခုပိုင်ရှင်နေရှိကနေ ငွေကြေးထောက်ပံ့မှုတွေရရှိဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ Tottenham Hotspur အသင်းကအခု Borussia Dortmund ရဲ့ကွင်းလယ်ကစားမ Julian Brandt ကိုဆက်သွယ်ထားတယ်။ Julian Brandt ကရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတော့ Germany ကွင်းလယ်ကစားမကိုအခုလောလောဆယ်မှာ Newcastle Aston Villa အသင်းကလည်းချဉ်းကပ်လေရှိပြီး29နှစ်သားကို Thomas Frank ကသဘောကျလို့ဆောင်းရာသီမှာပြောင်းရွှေ့ချေအချို့နဲ့ကမ်းလှမ်းသွားပွဲရှိကြောင်းဆိုပါတယ်။ Manchester City အသင်းရဲ့ CEO ဖြစ်တဲ့ Ferran Soriano က Savinho ထွက်ခွာမှုကိုအဓိက ပိတ်ပင်ခဲ့သူဖြစ်တယ်လို့ဆိုခဲ့ပြီးတော့ထော်တနမ်ဟော့စပါကိုပြောင်းမဲ့ပြောင်းရွှေ့မှုမှာဆိုရီယာနိုကအသားစီးခဲ့တာဖြစ်ပြီးယူရိုတန်း90ပြောင်းရွှေ့ပြတ်ပြင်မှုရဲ့အဓိကဖြစ်တယ်လို့ဆိုပါတယ်ဖက်ကွာဒီယိုလာကအခုလက်ရှိမှာရူဒရီရဲ့ဒဏ်ရာပြဿနာကိုစိုးရိမ်နေစေဖြစ်တယ်လေ့ကျင့်ခွင်မှာရူဒရီကသူ့ရဲ့ဒုဒဏ်ရာနာကျင်ခံစားရတဲ့အတွက်ဆက်မကစားဘူးတောင်းဆိုခဲ့ပြီး သူ့အနေနဲ့ဒုတိယကိုပိုကောင်းအောင် recover ပြုလုပ်ပြီးတော့ ACA တန်ကနေအကောင်းဆုံးပြန်လာဖို့အတွက်အချိန်အနည်းငယ်ထပ်ပြီးယူရဖို့ရှိကြောင်းနဲ့ဒါကြောင့် Rodrigo ကိုကျွန်တော်တို့မသုံးဖို့ဆုံးဖြတ်သလိုဒီတစ်ပတ် Champion League ပွဲတော်မတည်ကြဘူးလို့ဆိုပါတယ်။တစ်ဖက်မှာ Liverpool အသင်းက Atletico Madrid အသင်းရဲ့တိုက်စစ်မှု Julian Alvarez ကိုစိတ်ဝင်စားလျက်ရှိတယ်။ပြီးခဲ့တဲ့တစ်နှစ်ကျော်နွေရာသီတည်းက Liverpool က Alvarez ကိုစိတ်ဝင်စားတယ်။ မန်ချက်စတာစီးတီးကရောင်းဖို့ဆန္ဒမရှိဘူးဆိုတဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ပြက်ပြဲခဲ့ပေမဲ့လီဗာပူးကတော့တကယ်လို့အခွင့်အရေးရရင်ဟူလီယန်အေဗရက်စ်ကိုအမ်ဖီကိုခေါ်ယူဖို့ဆန္ဒရှိကြောင်း Telegraph ကဖော်ပြထားပါတယ်။ လီဗာပူးအနေနဲ့ ACL ကြောက်တရားဒီလုံးနားမဲ့ဂျီယိုဗာနီလီယိုနီနီယာမှာအစားထိုးဖို့အတွက်ဘာကေဟီကိုစောင်းရသည်မှာဂျိုးပန်းပွဲရှိတယ်။ခန်းစစ်ပိုင်းတော်တော်လေးအားနည်းနေတဲ့အတွက်ကလပ်ဘက်ကဘိုးနောက်ခံလူတယောက်ခေါ်ယူသွားဖို့စီစဉ်ရဲ့ရှိပြီးမာကေဟီကိုတကြော့ပြန်ကမ်းလှမ်းသွားပွဲရှိကြောင်း Daily Express ကဖော်ပြထားပြီးတော့လီဗာပူးဘက်ကပေးလစ်ကို စေသား15တလောက်နဲ့ချင်းကပ်ပွဲရှိတယ်လို့ဆိုပါတယ်။ဒါဆော်ဒီအာရေဗျာကလပ်အများစုကဘရာဇီးကလပ်ဗာစကိုဒဂါမာမှာကစားနေတဲ့ဖီလစ်ကူတင်ယိုကိုစိတ်ဝင်စားလျက်ရှိတယ်။ဒီစားမကဘာစီလိုနာ၊ဘိုင်ယန်မြူနစ်နဲ့အက်စတိုဗီလာအသင်းတွေမှာကစားခဲ့ပြီးတော့အခုလက်ရှိမှာဒါဆော်ဒီကလပ်အသင်းတွေကိုပြောင်းရွှေ့ဖို့စာနာရှိနေတာဖြစ်တယ်။လီဗာပူးမှာအကောင်းဆုံးဆွမ်းဆောင်ခဲ့ပူးတဲ့ဖီလစ်ကူတင်ယိုကိုဆော်ဒီကလပ်အသင်းချုပ်ကတော့သူ့ကိုပြောင်းရွှေ့ချေ၃တန်းလောက်နဲ့ခေါ်ဖို့စာနာရှိနေတာပါ။ဂျူဗန်တက်စ်ကတော့ပရီးမီယာလိ လက်တွေစိတ်ဝင်စားနေတဲ့သူတို့အသင်းရဲ့လူငယ်တောင်ပံကစားမှခန္ဓာရောက်တဲ့ကိုလုံးဝရောင်းချသွားဖို့အစီအစဉ်မရှိကြောင်းနဲ့သူ့ကိုတေချာပေါက်သက်တမ်းထပ်တိုးမယ်လို့ဆိုပါတယ် AC Milan အသင်းရဲ့နီးပြားမတ်အလက်ဂရီကနာပိုလီကိုအနိုင်ရရှိခဲ့တဲ့ပြီးမှကျွန်တော်တို့အခုလောလောဆယ်မှာ6ပွဲမှာ ကောင်းဆုံးစွမ်းဆောင်ထားပေမဲ့နောက်ထပ်ပွဲစဉ်30ကြိုကြံသေးတဲ့အတွက်ချန်ပီယံဆူပလာအတွက်ပြောဖို့အရန်စောနေသေးသလို AC မီလန်အသင်းကိုယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးတည်ဆောက်ပြီးတော့ဂိမ်းပိုင်ဂိမ်းပဲသူတို့ဘက်ကစဉ်းစားသွားမှာဖြစ်တယ်လို့မတ်အလီဂရီကဆိုခဲ့တာပါဒါရီကအစိုးရစားစရာနောက်ဆုံးရအားကြတဲ့ပါအားလုံးကြည့်ကြပါမယ်